hit the first case ကကပြီးဆုံးသွားခဲ့ပြီးတော့အခုတစ်ခါမှာတော့ hit the second case ကကထွက်ရှိလာခဲ့ပါပြီ။ပထမကားမှာတော့ Vikranit နဲ့ဟာတို့ဟာမိဘမဲ့ចောင်းကားနေကိုထွက်လာခဲ့ပြီးတော့ကားပေါ်တက်လိုက်တဲ့ချိန် sniper တမားတယောက်ကတနေ့နဲ့လှည့်ပစ်လိုက်တဲ့အခန်းမှာပဲဆက်သိမ်းသွားပါပြီ။ဒီကိစ္စတွေဖြစ်သွားပြီးသားတဲ့နောက်မှာတော့ Vikran ဟာလည်း hit ဌာနကနေကိုအနားယူသွားခဲ့ပါပြီ။ဒလုံးနဲ့နောက်လေးလာကြမှာဟစ်ဌာနကို KD ဆိုတဲ့ရရှိတယောက်ကရရှိလာခဲ့ပြီးတော့အခုလိုပဲ hit the second key ဆိုတဲ့စကားလေးကဖြစ်ပေါ်လာခဲ့ပါပြီ။ အခင်းဖြစ်ရင်တရားခံကို9မိနစ်ထဲနဲ့ဖမ်းပြနိုင်တဲ့ KD ဆိုတဲ့အရာရှိတယောက်ဖြစ်ပြီးတော့တရင်သားတွေကြားမှာနမယ်အရန်ကြည့်ပြီးတော့ညံလဲကောင်းမိလဲပေါ်ပြီးတော့ချစ်သူဖြစ်တဲ့အာရာနဲ့ဘဝကိုပျော့ပျော့ကြီးဖြတ်တန်နေတဲ့သူပေါ့ဒီလိုနဲ့တနေ့သူ့ကိုစမ်းသက်တဲ့အမှုကြီးပေါ်ပေါက်လာပါပြီဒါကြတော့ခေါင်းလက်ကိုခန္ဓာအစိပ်ပိုင်းတွေကတစားစီကိုခုတ်ဖြတ်ခံထားရတဲ့အလောင်းကိုလူပုံစံအတိုင်းနေရာချထားတာပါလူတယောက်ရဲ့ခန္ဓာကိုယ်ပဲမဲ့လို့ခေါင်းကတော့အဲ့ဒီခန္ဓာကိုယ်ရဲ့ပိုင်ရှင်မဟုတ်ခဲ့ပါဘူးဆိုတော့နောက်ထပ်အလောင်းတွေရှိနေသေးတဲ့သဘောပါ ဒီလိုနဲ့ဒီကိစ္စတွေသူပါဝင်သွားပြီးတော့ဘယ်လိုမျိုးအသက်ပေးတွေကြုံတွေ့ရမလဲတရားခံကရောဘယ်သူများဖြစ်မလဲဆိုတာကိုကျွန်တော်နဲ့အတူဆက်လက်ရှုစားလိုက်ကြရအောင် ဇလန်ရဲ့ဆမှာတော့ CRM Brasset ကဈေးတွေကဈေးတွေတွေကိုနှုတ်ဆက်ပြီးတော့သူ့ရဲ့တဏိတာကိုစတင်ပါရင် Van Gogh ကတော့ Brasset ကိုတွေ့ရတယ်လှမ်းနှုတ်ဆက်လိုက်ပြီးတော့မတန်ကြာစီပြောတော့ကမြို့ထဲကိုသွားမယ်ဆိုပြီးတော့ဘာလို့ဈေးတွေရောက်နေတာလဲဆိုပြီးတော့မေးလိုက်ပါရင်အဲ့ဒါကြောင့် Brasset ကလည်း Hyderabad သွားမလို့အစီအစဉ်ကိုနားရွှေ့လိုက်ရတယ်လို့ပြောလိုက်ပါရင်အဲ့နောက်မှာတော့ Brasset ကအင်ကိုပြန်လာနေတာကြောင့် Jessica လည်းအရန်ကိုမှအာအတင်သွားခဲ့ရပါရင် Rembrandt ကတော့အစာဦးနေရာတွေအတွက်ကိုနောက်ဆုံးအလွှာလုံးနေကြတော့မလို့ယထာလက်မှတ်မဝယ်ခင်လှမ်းပြောခံရတဲ့အကြောင်းကိုပြပြနေပါသေးတယ်။ အဲဒီနောက်မှာတော့ Rambrasan ကရေချိုးဖို့ပေါ်ပါကိုဗီဒိုတဲကနေကိုတွားယူမယ်အလုံးမှာ Jamsi ကတော့တာလိုက်ခဲ့ပါပြီ။ဒါပေမဲ့လို့တားချိန်မှာတော့မမီလိုက်ပဲနဲ့ Rambrasan ဗီဒိုရှေ့ကိုရောက်တာနဲ့အမျိုးသားတစ်ယောက်ကဗီဒိုတဲကနေကိုပြေးထွက်လာပါပြီ။အဲဒါကြောင့်မလို့ Rambrasan ကလည်းသူမရှိတဲ့ချိန်မှာဖောက်ပြန်နေတဲ့သူ့ရဲ့မိန်းမ Jamsi ကိုတအားကိုမှစိတ်ဆူတော့ခဲ့ပါပြီ။ Rambrasan ကလည်း Jamsi ကိုအရန်ကိုမှယွန်သွားတာကြောင့်သူ့ရဲ့အိမ်ကနေထွက်သွားဖို့ကိုပြောလိုက်ပါပြီ။ဒါပေမဲ့ Jamsi ကတော့သူထွက်သွားပြီမယ်ဆိုရင်ဒီကိစ္စကိုဘသူကမှမပြောဖို့ကိုမှားနေကြတာပါ။ ရမ်ဘရန်ဆန်ကလည်းသူ့ရဲ့လုပ်ခန်းထဲမှာသူ့ဘာသာသွားကုန်နေတော့အိမ်တကားကိုရဲတွေကတကားလာခောက်ပါတော့ရင်ပြီးတော့ရဲနှစ်ယောက်ကတော့ရမ်ဘရန်ဆန်ကိုအိမ်ပြင်ဘက်ကိုအတင်းကိုမှဆွဲထုတ်နေပါတယ်။အိမ်ရှိမှလည်းမျိုးသမီးတွေကအမျိုးသမီးတွေကိုဖိနှိပ်မှုကိုရပ်ဖို့ဆိုပြီးတော့အော်ဟစ်နေခဲ့ကြပါတယ်။အဲ့ဒါကြောင့်ရမ်ဘရန်ဆန်ကြီးလိုက်တဲ့အခါမှာဂျန်စီမျက်နှာမှာအရိုက်ခံထားရတဲ့အရာလိုမျိုးဖြစ်နေပါတယ်။အဲ့နောက်မှာတော့မျိုးသမီးတယောက်ကရှေ့ကိုထွက်လာခဲ့ပြီးတော့ရမ်ဘရန်ဆန်အင်ဂျင်ကော်လံကိုဆွဲလိုက်ပါတယ်။ပြီးတော့ရမ်ဘရန်ဆန်ကလည်းသူ့နဲ့မအိတ်တာနဲ့ပဲမိမဖြစ်သူကိုဂျမ်စီကိုရိုက်တာလို့ပြောလိုက်တာကြောင့်ရမ်ဘရန်ဆန်ကလည်းမယုံနိုင်စရာကိုဖြစ်သွားခဲ့ရပါတယ်။ မိမလူကြီးကတော့ Rembrandt ရှင်းပြတာကိုတော့မှနားမထောင်တော့ပဲသူ့ကိုကြက်ဥတွေနဲ့ဝိုင်းပြီးတော့ပြစ်ပေါက်ကြပါရင်အဲဒီနောက်ရဲတွေက Rembrandt ကိုခဏစစ်စစ်မေးမြန်းဖို့ကိုခေါ်ဆောင်သွားပါရင်ဒါနဲ့ Rembrandt ပြောင်းလာတဲ့အခါမှာပတ်ဝန်းကျင်ကသူ့ကိုရှုံချပါရင် TV အစီအစဉ်တွေမှာပါသူ့ကိုဝိုင်းပြီးတော့တမုတ်နေတာကိုမြင်တော့ Rembrandt တယောက်ကတော့စိတ်တက်ကြနေပါပြီအဲဒီနောက်မှာတော့အလုပ်အတွက်ကိုလူတွေကလည်း Rembrandt ကိုလှမ်းပြီးတော့ဆက်ကြပါရင် အလုအထားတဲ့သူတွေက Rembrandt အကြောင်းတရင်မှတွေ့တာကြောင့်တော်ဝင်ပေးထားတဲ့စာချုပ်တွေကိုဖျက်သိမ်းလိုက်ကြပါရင်အိမ်နောက်မှာတော့ Rembrandt ကသူ့ရဲ့တပ်သားတွေနဲ့တပ်ပင်အင်္ဂလိပ်တစ်ခုကိုတိစားလိုက်ပါရင်နောက်တစ်ခါမှာတော့ KD ဆိုတဲ့လူတယောက်ဟာလည်းကမ်းခြေဆက်မှာသူ့ရဲ့အပြေးလေးကျင်ကန်ကိုလုံနေပြီးတော့အမောပြေလက်ဖက်ရည်ဝင်တောက်ပါရင်အဲ့ဒီအချိန်မှာပဲရဲတယောက်ကရောက်ရှိလာခဲ့ပြီးတော့အရေးကြီးတာကြောင့် KD ကိုဖုန်းဝိုင်းခေါ်နေကြပါရင်အဲ့ဒီနောက်မှာတော့ KD ကအမှုခင်းဖြစ်ရနေရကိုရောက်လာတဲ့အခါမှာအခင်းဖြစ်ပွားရနေရကိုတော့မှမကြည့်ရသေးပဲတရင်တောက်တွေအတင်းပေးတာကိုခံနေရပါရင် ဲဒါကြောင့်မို့လို့ကေဒီကတော့ဘာကိုမှမဖြစ်ပဲအခင်းဖြစ်ပွားရနေရကိုသာဥတည်ပြီးတော့တွားကြည့်ပါရင်အဲဒီနောက်မှာတော့လူတယောက်ကလှေပေါ်မှာပက်လက်နေထားနဲ့တည်ဆုံနေပါရင်ဒါပေမဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဘာတဲလွန်စားမှမတွေ့ရကြအောင်ရဲတွေကဆက်ရှုံနေတာပါကေဒီကတော့ဒီလူကိုတနည်းရရမှာတတ်ခဲ့ပြီးတော့လှေပေါ်မှာလာပြစ်ထားတာမလို့ဘာတဲလွန်စားမှရမှာမဟုတ်ဘူးဆိုပြီးတော့ပြောလိုက်ပါရင်ဒါပေမဲ့လို့အဲဒီလူရဲ့ပတ်စံအိတ်ကိုရှာတွေ့ရကြအောင်အထက်က ID ကိုတည်လိုက်ရပါရင် အရင်နောက်မှာတော့ KD ကလူတွေလက်ပွင့်နဲ့ဖုန်းကိုလော့ဖွင့်ပြီးတော့မိသားစုစီကိုဆက်သွယ်ပေးပါရင်ညီပြတဲ့သူကတော့သူ့ရဲ့ကိုကမနေ့ကတော့မှတငယ်ချင်းတွေနဲ့အတူတူရှိနေခဲ့တာကြောင့်မယုံနိုင်စရာဖြစ်နေခဲ့ရပါတယ်။အဲဒါကြောင့်မလို့ KD ကလည်းအခင်းဖြစ်ပွားရနေရကိုလိုက်လာဖို့ညီဖြစ်သူကိုခေါ်လိုက်ပါရင်အရင်နောက်မှာတော့တေဆုံးသူအာရုံရဲ့ညီကရရှိလာခဲ့ပြီးတော့သူ့ကိုရဲ့အလောင်းကိုကြည့်ရင်လည်းငိုပါရင်ဒါပေမဲ့လို့ KD ကတော့ဖုန်းထဲမှာသူကမင်းမြန်လာဖို့ပဲပြောပေမဲ့နေရကိုမပြောလိုက်တာကြောင့်ဘယ်လိုမျိုးရောက်လာလဲဆိုပြီးတော့မေးလိုက်ပါရင်အဲဒါကြောင့်ညီဖြစ်သူမျက်နှာကအံ့ဩနေတော့ KD ကမျက်နှာကိုထိန်းထားဖို့နဲ့ အာရုန်ညီရဲ့မျက်နှာပုံကိုတက်ပုံရိုက်လိုက်ပါရင်အာရုန်ညီကတော့ TV မှာဒါကိုမြင်လို့အမျိုးရိလန်ပြောတဲ့အတိုင်းကိုလိုက်လာတာလို့လင်လိုက်ပါရင်ဒါပေမဲ့လို့ KD တို့ကတော့အခုထိကိုတရင်ရိုက်ကိုကွင်းမပေးရသေးတာကြောင့်ညီဖြစ်သူလင်နေတာကတော့တိတာနေပါပြီ KD ကလည်းတေဆုံးသူရဲ့ဖုန်းနံပါတ်ကိုရှာလိုက်တဲ့အခါမှာညီကိုနှစ်ယောက်ကြား22ချိန်တောင်ဖုန်းခေါ်ဆိုမှုတွေပြုလုပ်ထားတာကြောင့်ဘာပြဿနာတွေများဖြစ်ထားကြလဲဆိုပြီးတော့မေးလိုက်ပါရင်အဲဒီနောက်မှာတော့ KD ကတော့မှုခင်းစေးပညာအဖွဲ့နဲ့ကိုပူးပေါင်းဆက်ဆေးတဲ့အခါမှာညီဖြစ်သူရဲ့လက်ထဲမှာသူ့ကိုရဲ့တွေးတွေကိုတွေ့လိုက်ရပါတယ် အရင်နောက်မှာတော့ကေဒီကတူးလို့တူးလို့ပြီးတော့လူသက်သမားကိုအမြန်ဆုံးဖမ်းဆီးပေးနိုင်ခဲ့ပါပြီ။ဒီလိုနဲ့ပဲကေဒီကရုံရောက်တဲ့အခါမှာတပည့်ဖြစ်သူကို ADGB အကြောင်းတွေကိုစောင့်ဆန်းခိုင်းနေပါပြီ။အရင်နောက်မှာတော့ ADGB ကကေဒီကိုလှမ်းခေါ်ပြီးတော့အရင်ဦးအောင်လူကိုမေးပါပြီ။ ADGB အတေကတော့ကေဒီကဌာနတစ်ခုလုံးကိုအုပ်ချုပ်တဲ့သူမလို့ဌာနတစ်ခုလုံးကတယောက်ချင်းစီရဲ့အပြန်အလှန်ပြောလို့ရအောင်လို့လုပ်ပေးဖို့ကိုပါနေပါပြီ။အရင်နောက်မှာတော့ဖာရှာဟာကေဒီရဲ့လက်အောက်ငယ်သားအနေနဲ့ခက်အချင်းကိုခံလိုက်ရပါပြီ။ ကေဒီကတော့ဗာရှာရဲ့မပြတ်မသားဖြစ်နေတဲ့အကြီးတွေကပဲသူ့ကိုစိတ်နှောက်ယှက်ပေးလွန်တာကြောင့်သူ့ရဲ့ရှိကနေကိုထတ်သွားပြီးဖို့တောင်းဆိုလိုက်ပါ යි ။ကေဒီမှာအရာဆိုတဲ့ရကန်းဆိုင်ဖွင့်ထားတဲ့ချစ်သူလေးရှိပါ යි ။ကေဒီကတော့အရာကိုမအားတဲ့ဂျာကတာအမြဲကိုမှအကျိုးပို့လုပ်ပေးလေးရှိပါ යි ။တကယ်မှာတော့ကေဒီကသူ့ရဲ့ချစ်သူလေးအရာကိုသူနဲ့တူလာနေဖို့ကိုပြောပေမဲ့အရာကတော့လက်မထက်ခင်အတူမနေချင်ပါဘူး။ကီဒီကလည်းတော်ကီအလံလေးတွေကိုချုံလိုက်တာကြောင့်အရာတယောက်ကတော့တော်လေးကိုမှတွေ့ဝေသွားပြီးတော့အဲ့ဒီကိစ္စကိုစဉ်းစားပြမယ်ဆိုပြီးတော့ပြောလိုက်ပါရင်အဲ့နောက်မှာတော့အရာကလည်းတိတ်မကြခင် KDN ကိုအထုပ်ပိုးတွေနဲ့ကိုရောက်လာပါရင် ဒီလိုနဲ့အာရာဟာလည်းသူ့ရဲ့ချစ်သူကယ်ရီအိမ်မှာပဲနေဖို့ကိုဆုံးဖြတ်လိုက်ပါ၏အဲဒီလိုမျိုးပြောရှင်မှုတွေကတာရှိမခံခဲ့ပါဘူးတရမှာတော့အာရာမေကရောက်ချလာပြီးတော့သူ့ရဲ့သားသမီးကိုလာခေါ်ဖို့ကြိုးစားပါ၏ပြီးတော့အာရာမေကကယ်ရီကိုတွေ့ပြီးတော့ဘသူကွန်ပျူတာနဲ့ကိုသူ့ရဲ့သမီးနဲ့တူတူနေကြလဲဆိုပြီးတော့မေးလိုက်ပါ၏ကယ်ရီကတော့အာရာကိုကျင်းသိပါလက်ထက်မှာမဟုတ်လို့ဘာပြဿနာမှမရှိဘူးဆိုပြီးတော့ကယ်ရီပြေးလိုက်ပါ၏တကယ်တော့ကယ်ရီဒီလိုမျိုးဆုံးဖြတ်လိုက်တာကလည်းလက်ထက်ပြီးမှဖြစ်လာမယ့်ခိုက်ရက်တွေကိုကြိုတင်ကောက်ွယ်ခြင်းလို့ပဲဖြစ်ပါ၏ကယ်ရီမိဘတွေကလက်ထက်ပြီးသွားတာနဲ့ဓာတ်ရှောက်ရန်ဖြစ်လာတာကြောင့်ကယ်ရီကိုအဲ့ဒီလိုမျိုးမဖြစ်စေချင်တာလည်းဖြစ်ပါ၏ အဲဒါကြောင့်မို့လို့ KD မိဘတွေတောင်မှဒီအသက်အရွယ်ကြီးမှနိုင်ငံခြားခီးထွက်ပြီးတော့အချစ်တွေထပ်တိုးဖို့ကိုစီစဉ်နေကြတာလို့ပြောလိုက်ပါတယ်။အဲဒီအချိန်မှာပဲအဘေကဖုန်းဆက်လာတာကြောင့် KD ကလည်း Hyderabad HID မှာအကူအညီလိုနေရလားဆိုပြီးတော့မေးလိုက်ပါတယ်။အဲဒီနောက်မှာတော့ KD ကရုံးကိုချက်ချင်းလိုက်သွားခဲ့ပြီးတော့အဘိနဲ့ကိုတွတ်တွေ့လိုက်ပါတယ်။ပြီးတော့အဘိကအခင်းကရေးကြီးရဲ့မတင်ကားစရာတစ်ခုဖြစ်တဲ့ဖုန်းကိုခုချက်ချင်းပဲဖွင့်ပြလိုက်ပါတယ်။အဲဒီနောက်မှာတော့အမှုကင်းတစ်ခုကပေါ်ပေါက်လာတာကြောင့် KD ကလည်းဖုန်းကန်လိုက်ပါတယ်။အဲဒီဆိုင်မှာတေဆုံးသူဟာလည်းချယ်ရီလက်တွေဖြတ်ခံထားရပြီးတော့တေဆုံးနေတာကို KD ကတွေ့လိုက်ရပါတယ်။ ကီရီကတော့တေဆုံသူမင်းကလေးရဲ့လယ်ဘေးမှာကိုက်ရာရှိနေတာကြောင့်အဲ့ဒီကိုက်ရာကိုစီစစ်ဖို့အဖွဲ့ကမှနေလိုက်ပါပြီ။ပြီးတော့တေဆုံသူရဲ့လက်ထိပ်တွေကိုမှအဖြတ်ခံထားရတဲ့အပြင်လက်မလေးအမှတ်တစေတစ်ခုကိုမြင်လိုက်ရပါပြီ။ဒါပြင်ကိုမှကီရီကလည်းအလောင်းပပတ်လေးမှာဖနှက်ပုံတွေတွေ့လိုက်ရတာကြောင့်ပုံရိုက်ပြီးတော့ကုမ္ပဏီကိုပို့ခံလိုက်ပါပြီ။ ဒါပေမဲ့လို့ CCTV ကဟာရီအကုန်လုံးကိုဖျောက်ခံလိုက်ရတာကြောင့်ဘာချီရလက်ရမှမကြံခဲ့ပါဘူး။အဲဒီနောက်မှာတော့ KD ကတော့ဆိုင်ရှင်ကိုတွားမိပြီးတော့တေဆုံးသူကောင်းမလေးရဲ့အကြောင်းကိုစုံစမ်းခိုင်းပါရီ။တေဆုံးသူကောင်းမလေးကတော့စဉ္ညနာဖြစ်ပြီးတော့ပြီးခဲ့တဲ့နှစ်ပတ်လုံးစိုက်မလုံးလုံးနေတာပါ။အဲဒီကောင်းမလေးကိုနောက်ဆုံးမြင်ခဲ့ရတာကတော့ဆိုင်ရဲ့အဆောင် Ramesh ပဲဖြစ်ပါရီ။စဉ္ညာကတော့အိမ်ပြန်တော့မယ့်အချိန်မှာတော့မှဆိုင်ရှင်ကိုဖုန်းဆက်ပြီးတော့အကြောင်းကြားခဲ့သေးတယ်ဆိုတာကိုသိလိုက်ရပါရီ။ KD ကတော့ဆိုင်ရှင်ကိုအတင်းအမင်းနဲ့ပဲဆိုင်ရှင်ကတော့သူမသက်တာကြောင့် EC ဖြစ်နေပါရီ။ ပြီးတော့ Kerry ကတော့၃နှစ်လောက်လုံလောက်ခဲ့တဲ့ Ramesh ကိုတွားမိပြီးတော့ Sanja ကိုဘာပြောခဲ့တယ်လဲဆိုပြီးတော့မိလိုက်ပါပြီ။ဒါမျိုးလို့ Ramesh ကတော့ Sanja ကိုတူဆောက်ပြီးတော့ follow ပေးမယ်ဆိုပြီးတော့ပြောပေးမယ်လို့ Sanja ကတော့လက်မခံတာဆိုပြီးတော့ပြောလိုက်ပါပြီ။အဲဒီနောက်မှာတော့ Kerry ကတော့ Sanja ကိုဘသူတက်လဲကိုမှမသိတာကြောင့်စိတ်ညစ်ပြီးတော့အိမ်ပြန်လာပါပြီ။ဒါပေမဲ့လို့အိမ်ရောက်တဲ့အခါမှာတော့အမှုတိုင်းကိုလိုက်ပြီးတော့ဖြည့်ရှင်းပေးနိုင်တဲ့ Sanja ကို Ara ကခွန်အားတွေပေးနေပါပြီ။တကယ်တော့အရေးဆိုင်မှာတွေးခဲ့တာက Sanja အလောင်းတစ်လောင်းနဲ့မဟုတ်ပါဘူး။ခေါင်းကဆန်ကြောင်ဖြစ်ပြီးတော့လက်တီချီတွေနဲ့ရှင်ဘက်တွေကတခြားသောအမျိုးသမီးရဲ့အစိတ်ပိုင်းတွေပဲဖြစ်ပါသေးတယ်။ ီးတော့မှုခင်ဆေးပညာစစ်ဆေးချက်တွေရဆိုရင်တော့တက်ခန့်ရတဲ့မိန်းကလေးတွေအားလုံးဟာလည်း25နှစ်ကနေ35နှစ်အတွင်းပဲဖြစ်ပါရင်ဒါပေမဲ့လေသူတို့စီမှာအချက်လက်တွေကရှိမနေပါဘူးအဲ့ဒါကအဲ့ဒီလူသက်သမားကတခြားသောမိန်းကလေးတွေရဲ့လက်ချောင်းတွေဖျက်ခံရတာကြောင့်လည်းဖြစ်ပါရင်ရေပုံအားအပြင်ကတော့အလောင်းပုတ်တိုးရတွေကိုကြည်လို့ရပါမယ်အခုကခန္ဓာကိုယ်အစိပ်ပိုင်းတွေကိုလူသက်သမားကအီးခဲလိုက်တာကြောင့်ပဲဖြစ်ပါရင်အဲ့ဒါကြောင့်မို့လို့လူသက်သမားကလူသက်တဲ့အချိန်ကာလကိုဖျက်ပြစ်တာဆိုပြီးတော့ပြောလိုက်ပါရင်ကိရီကတော့မတိမ်မှုတုတ်ရင်နမူနာရှိလားဆိုပြီးတော့မေးတဲ့အခါမှာဘာလက္ခဏာမှရှိမနေပါဘူး ဒါပေမဲ့လူဆန်ကြလေပင်ကိုကိုက်တဲ့သူဟာရှေ့သွားနှစ်ချောင်းမှာတော့အပေါ်ရှိနေပြီးတော့အဲ့ဒီကိုက်ရာကနေ DNA စစ်လို့မရပါဘူး။အဲ့ဒါပြင်ကိုမှအခင်းဖြစ်တဲ့နေရာကနေလက်ပုတ်ရာကလည်းမတွေ့ခဲ့ပါဘူး။ဒါပေမဲ့လို့အခင်းဖြစ်ရနေရာမှာရှိနေတဲ့ဖနှက်ခြေရာကိုစစ်ဆေးဖို့အတွက် FLA ကုမ္ပဏီကိုပို့ထားပါတယ်။ခြေရာကိုစစ်ဆေးကြည့်တဲ့အခါမှာခြေကျဲဝဲအထိကိုရှိတဲ့အာကစားဖနှက်ဆိုတာကိုသိလိုက်ရပါတယ်။ ပြီးတော့ခင်းနေရကနေလက်ပြတ်မှာရှိနေတဲ့အရက်ဆိုင်တစိတုံးကိုလည်းစစ်ဆေးထားပါသေးတယ်။အဲဒါကြောင့်မို့လို့သူတို့ကလည်းခွင်ဆက်လူသားသမားကအဲ့ဒီမှာရှိနေတယ်လို့ထင်ကြပေးနေကြပါတယ်။တကယ်တော့ KD တို့ကလည်းလူသားသမားနဲ့ပတ်သက်ပြီးတော့ဖနက်ဆိုင်နံပါတ်9နဲ့ခြေခြေဝှေ့အထိကိုမှရှိတဲ့ဖီလာအကစားဖနက်ကိုဝစ်ဆင်ထားတာကိုပဲသိရပါတယ်။ပြီးတော့လူသားသမားရဲ့ရှေ့သွားမှာတရက်ရှိပြီးတော့တွားအပူရှိတာကိုလည်းသိလိုက်ရပါတယ်။ ကယ်ရီကတော့လူသက်သမားပဲချင်မှလှုပ်ရှားမလဲဆိုတာကိုမသိတာကြောင့်သူတို့ရဲ့ရဲဘက်ကိုလည်းအမြန်ဆုံးလှုပ်ရှားရမယ်လို့ပြောလိုက်ပါတယ်။အဲဒီနောက်မှာတော့စုံစမ်းရေးနှစ်ပိုင်းခွဲပြီးတော့ပထမတစ်ပိုင်းကတော့စံကြအကြောင်းသူတို့တည်ထားတဲ့အချက်လက်တွေကိုတိုင်းတိုင်းစုံစမ်းပို့ပါပြီ။ပြီးတော့ပြောင်းနေတဲ့မိန်းကလေး၃ယောက်ကိုပါစုံစမ်းပါပြီ။အဲဒီနောက်မှာတော့ဖိုင်ဆက်က AP တခုထဲမှာနေကိုမှနှစ်တိုင်းပြောင်းဆုံးနေတဲ့အမှုက900ထက်ကိုမှမနေရှိနေတာကြောင့်သူတို့ကတော့ရှာရခက်နေပါပြီ။ဖာရှာကတော့အသက်အရွယ်ပိုင်းခြားတစ်ခုနဲ့တင်ဆုံးဖြတ်ပြီးတော့ရှာကြဖို့ကိုတိုက်တွန်းပါပြီ။အဲဒီနောက်မှာတော့ KD ကအပီကိုရှင်ပပိုင်အလောင်းပိုင်ရှင်ကခွေးဆေးမှုလုပ်ထားတာလားဆိုပြီးတော့စုံစမ်းစီပါပြီ။ ဒါပေမဲ့လို့ခွဲစိတ်မှုအစာထုတ်မှုကဘာလက္ခဏာမှကိုမတွေ့ရပါဘူး။အဲဒီနောက်မှာတော့ KD2 အဖွဲ့ဟာလည်းစံကြာနဲ့ပတ်သက်ပြီးတော့အရင်ကနေခဲ့တဲ့နေရာတွေမှာပါသွားပြီးတော့စုံစမ်းပါရင်။ KD ကတော့အင်းလေးကိုရှာဖွေစစ်ဆေးကြည့်ရင်လည်းစံကြာအခန်းပေါ်ရာဂျီတာကိုသာစစ်ဆေးမြင်မြန်ပါရင်။ KD ကတော့ရာဂျီတာအခန်းထဲကိုဝင်ကြည့်ရင်လည်းပုံလေးကိုမြင်ရတာကြောင့်ရာဂျီတာမှာရေးစားရှိရဲဆိုတာကိုသိသွားပါရင်။ပြီးတော့ဆန်ရှင်ကာတစ်ကလည်းစံကြာကိုတိတ်တိတ်ပုံပြီးတော့ကြိုက်နေတာကြောင့်တဲကိုကန်ကိုပါခေါ်ရကိုပါ KD ကတော့သိသွားခဲ့ရပါရင်။ဒါပေမဲ့လို့စံကြာညင်းနေတာတော့မှကာတစ်ကအတင်းခေါ်နေတော့မှာပဲ။ အဲ့ဒီနောက်မှာရာဂျီတာဟာစံကြားရွာရှိနေတာကိုပြပြလိုက်ပြီးတော့ဒဂါဗာနီပါလမ်းရွာကိုလမ်းညွှန်ပေးလိုက်ပါရင်တကယ်တော့စီကားတဲ့ရဲဆိုင်တွေမှာဝင်ကြီးခိုတဲ့လူတွေကိုထိန်ချုပ်ဖို့ဒစိတုံးတွေကိုပုံမှန်ကိုပြောင်းလေးရှိပါရင်အဲ့နောက်မှာတော့ရာဂျီတာရေးစားကူမာကရရှိလာခဲ့ပြီးတော့ကီရီတုံးတွေကိုတွေ့ပါရင်အဲ့ဒီလိုနဲ့ကီရီကလည်းကူမာပစက်ကိုဟာခိုင်းပြီးတော့တရက်ပါမပါကိုစစ်ဆေးပါရင်ပြီးတော့ဖနက်ဆိုင်ကိုလည်းစစ်ဆေးကြည့်တဲ့အခါမှာနမရှိဖြစ်နေတာကြောင့်ကီရီကလည်းဘာမှကူမာမပြောဘဲနဲ့ကိုလှည့်ထွက်လာပါရင်အဲ့နောက်မှာတော့ကီရီကတော့စံချအဖေကိုတွေ့တွေ့လိုက်ပါရင် ပြီးတော့ဆန်ကြားရဲ့နောက်ကိုလူတယောက်ကလိုက်လာတာမျိုးရှိလားဆိုပြီးတော့မေးလိုက်ပြန်ပါရင်ဆန်ကြားဖေကတော့အဲ့ဒီလူမျိုးကိုမတွေ့တာကြောင့်သူသမီးရဲ့ခန္ဓာကိုယ်အစိပ်ပိုင်းတစ်ခုလုံးကိုသာပြန်ရှာပေးဖို့ကယ်ရီကိုတောင်းဆိုလိုက်ပါရင် အဲ့နောက်မှာတော့ကယ်ရီကတော့အိမ်ထဲမှာကလေးတွေစုရိုက်ထားတဲ့ဓာတ်ပုံကိုတွေ့လိုက်ရပါတယ်။အဲ့ဒီပုံထဲကကောင်လေးကတော့တရက်ပါနေပြီးတော့မှုကင်းစေးပညာကပြောပြသလိုဆယ်ကျော်သက်အရွယ်ကစပြီးတော့စိတ်ကစင်ကလေးရဖြစ်နိုင်တာကိုကယ်ရီကလည်းရှင်းပြသွားပါတယ်။အဲ့ဒီကောင်လေးကတော့ raga blue အိမ်ကိုလိုက်လာခဲ့ပြီးတော့ kd ကတော့ပုံကိုတောင်းကြည့်တဲ့အခါမှာသွားပုံစံကတူနေပါပြီ။ပြီးတော့ raga blue ကလည်းအခုဆိုရင်ဘိုင်ဆန်မြို့ကိုရောက်နေတဲ့အကြောင်း kd ကတော့ raga blue မိဘတွေစီကနေသူ့ရဲ့ရုံးလိပ်စာဖုန်းနံပါတ်တွေကိုတောင်းပါပြီ။အဲ့နောက်မှာတော့ kd ကတော့အဘေးကိုဖုန်းဆက်ပြီးတော့အချက်လက်တွေနဲ့ကိုင်းနေတဲ့ raga blue ကိုစောင့်ကြည့်စီပါပြီ။ ညာရောက်တဲ့အထိကို Rakafudu ကလည်းထွက်မလာတာကြောင့် KDAP နဲ့ Farsha တို့ကလည်းတကားဖြတ်ပြီးတော့ဝင်ရပါတယ်။အဲဒီနောက်မှာတော့ KDA နဲ့ကိုဝင်ရှာတဲ့အခါမှာသူတို့ထင်ထားတဲ့အတိုင်းပဲစိုင်းနမက်ကိုအာဂါစာဖနက်တရံကိုတွေ့လိုက်ရပါတယ်။အဲဒါကြောင့်မို့လို့ KDA ကတော့ဖနက်ကိုယူလာပေးပြီးတော့တေချာလေးကိုမှစစ်ဆေးမှုလုပ်ဖို့အပြီးကိုပြလိုက်ပါတယ်။ပြီးတော့ KDA ကတော့ Farsha နဲ့အပြီးတို့ကိုမှုကင်းဌာနစီကိုပြန်သွားခိုင်းပြီးတော့ Rakafudu ကိုတော့သူ့ကိုယ်တိုင်သွားခေါ်ပါတယ်။အဲဒီနောက်မှာတော့ KDA က Rakafudu ရှိတဲ့အဆောက်အဦရေးဆိုင်ကိုရောက်လာခဲ့ပါတယ်။ KDA ကတော့ Rakafudu ကိုစကားပြောဖို့ခေါ်နေတော့ Rakafudu အဖေစီကဖုန်းဝင်လာပါတယ်။ အဖေဖြစ်သူကလည်း Raka Voodoo မကြခင်အဖမ်းခံရတော့မှကိုတတိပေးလိုက်ပါပြီ။အဲဒါကြောင့်မလို့ Raka Voodoo ကလည်း KD နောက်ကိုလိုက်မနေတော့ဘဲနဲ့ထွက်ပြေးပါပြီ။ဒီလိုနဲ့ KD တယောက်ကလည်း Raka Voodoo ကိုခက်ခက်ကဲကဲကိုမှလိုက်ဖမ်းလိုက်ရပြီးသွားတဲ့နောက်ဆုံးမှာ Raka Voodoo ကတော့အဖမ်းခံလိုက်ရပါပြီ။အဲဒီနောက်မှာတော့ KD ဟာလည်း Raka Voodoo ပါလို့စံကြကိုတက်လဲနေနောက်ထပ်တက်ထားတဲ့၃ယောက်ကဘယ်သူလဲဆိုတာကိုမေးပါပြီ။ ဒါပေမဲ့လို့ရာကာဖိုတိုကတော့စံကြလူတက်မှုဖြစ်သွားတဲ့နေကသူပိုင်ဆက်မှာတော့မှမရှိကြောင်းကိုလည်းပြောလိုက်ပါရင်ရာကာဖိုတိုကတော့ကာကီနာတာမှာရှိနေခဲ့ပေမဲ့သူရဲ့ကိုရေးကိုတာကြောင့်မပြောပြဘူးဆိုပြီးတော့ညင်ဆိုပါရင်အဲဒါကြောင့်မလို့ KD ကလည်းရာကာဖိုတိုသာတကယ်ကာကီနာတာမှာရှိတာမှန်ရင်တော့ဒီနေရာကနေလွတ်မယ်ဆိုပြီးတော့ပြောလိုက်ပါရင်အဲဒီနောက်မှာတော့ KD စစ်ဆေးနေတော့မှုကင်းပညာပိုင်းမှာလည်းဖနဲ့စစ်ဆေးမှုကန့်ညင်နေတာကိုတွေ့လိုက်ရပါရင်ဒီလိုနဲ့ KD တို့ဟာလည်းဂွင်းဆက်လူသက်သမားကိုဖမ်းမိသွားခဲ့ပါရင်အဲဒီနောက်မှာတော့အိမ်ပြန်ရောက်တဲ့အခါမှာအာရမှာကိုဝင်ရှိနေပြီမလို့ KD တယောက်ကတော့ပြတ်မဆုံးကိုဖြစ်နေခဲ့ရပါရင် ဒီလိုနဲ့ကြားနာမှုကစတင်လာခဲ့ပြီးတော့လူတွေအားလုံးဟာလည်းအရက်ဆက်ဆုံးကွင်းဆက်လူသတ္တမားကိုတည်ကျင်နေပါပြီ။ဒါပေမဲ့လို့ KDC ကို YouTube ဖိုင်တစ်ခုကရလာခဲ့ပါပြီ။အဲ့ဒီဗီဒီယိုထဲမှာပဲ Raga Voodoo ကတကယ်ကကိနာတာမှာရှိနေခဲ့တာဖြစ်ပါပြီ။အဲဒါကြောင့်မို့လို့ဗီဒီယိုရဲ့မူရင်းစင်းမြစ်ကိုလိုက်တဲ့အခါမှာတော့စံကြတေးဆုံးတဲ့နေက Raga Voodoo ကဖိုင်ဆက်မှာရှိမနေခဲ့ပါဘူး။အဲ့ဒီနောက်မှာတော့ KD ကတော့ Raja Voodoo နဲ့တွေ့ဖို့ကိုစီစဉ်ခိုင်းပေမဲ့ Raja Voodoo ကတော့ရဲမှုကြီးရဲ့ဖေရအကြောင်းအစီရင်ခံရဖို့ကိုခေါ်သွားခံနေရပြီလေဖြစ်ပါပြီ။ အဲ့ဒါကြောင့်မလို့ကယ်ရီကတော့ရာဂျာဖိုတို့မှာအလီပိုင်ပြเสียရှိပြီမလို့အပြင်းမရှိရဲ့အတွက်ကိုဒီကိစ္စကိုလန့်တာခံလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ကယ်ရီကလည်းဘလို့မှကိုတားမရတဲ့အဆုံးမှာဒရင်နောက်စီကိုဖုံးဆက်ပြီးတော့အရေးပေါ်ဒရင်နဲ့ကိုမှကြင်ညာခံလိုက်ရပါတယ်။အဲ့ဒါကြောင့်မလို့ဝန်ကြီးကလည်းရာဂျာဖိုတို့ကိုတပ်ဖို့အစီအစဉ်ချက်ချင်းတားလိုက်ရပါတယ်။ဖာရှာကလည်းရာဂျာဖိုတို့မှာအရင်ကကောင်မလေးရှိပြီးတော့ကောင်မလေးကတော့အိမ်အောင်ကြာသွားတာကြောင့်ဒီအမှုမှာမပါသွားအောင်လို့နမည်ဖုံးကွက်ခဲ့တဲ့အကြောင်းကယ်ရီကိုလန့်ပြလိုက်ပါတယ်။တယ်နေပဲကီဒီပြန်ရောက်လာတဲ့အချိန်မှာပေါ့ရာဂျာဖူတူကိုတော်တွေ့ပေမဲ့လို့ရာဂျာဖူတူဟာထောင်ထဲမှာပဲသူ့ကိုယ်သူအဆုံးစီရင်သွားခဲ့ပါပြီ အဲဒီနောက်မှာတော့ကေဒီရဲ့ကားမှန်ပေါ်မှာရာဂျီတာရဲ့ပုံကိုလေဘင်းကနေကိုမှိန်နေနဲ့တားပြီးတော့လက်ကပ်ပေးထားပါတယ်။အဲဒါကြောင့်မဟုတ်လို့ကေဒီကလည်းရာဂျီတာကိုဖုန်းဆက်ပြီးတော့တယောက်တည်းရှိနေတာလားဆိုပြီးတော့မေးလိုက်ပါတယ်။ဒါပေမဲ့လို့ကူမာရောရှိနေတာကြောင့်ကေဒီတာဘေးကင်းရောက်လို့နေဖို့နဲ့သူအခုပဲလာခဲ့မယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။အဲဒီနောက်မှာတော့ကေဒီဟာလည်းရာဂျီတာအင်ကိုရောက်သွားခဲ့ပြီးတော့ရာဂါဘူဒူကလူတက်သမားမဟုတ်တာကိုပြောပြလိုက်ပါတယ်။ ပြီးတော့အခုအလှည့်ကြပြင်မခံထားနေရတာကတော့ရာဂျီတာမလို့သူရောက်လာရကြောင်းကို KD ကတော့ပြောလိုက်ပါရင်အိမ်နောက်မှာတော့အတန်ကြာရတာကြောင့် KD သွားစစ်ဆေးပေးမယ်ဘာမှကိုမရှိမနေခဲ့ပါဘူး KD ကလည်းကုမားကိုမှပြီးတော့တခုခုဆိုရင်သူ့ကိုဖုန်းဆက်ဖို့ပြောလိုက်ပါရင်အိမ်နောက်မှာတော့ KD ကစီကိုပြန်ရောက်လာတဲ့အခါမှာအာရပုံကိုတွေ့လိုက်ရပြန်ပါရင် KD စိတ်ပူပြီးတော့ဖုန်းနဲ့ဆက်နေပေမဲ့လို့အာရာကတော့မကင်ပါဘူး။အိမ်နောက်မှာတော့အာရာဆိုင်ကိုသွားရှာပေမဲ့စိုက်ပိတ်ထားတာကို KD ကတွေ့လိုက်ရပါတယ်။ KD ကလည်းအိမ်ကိုအမြန်ဆုံးပြန်လာပြီးတော့လိုက်ရှာတော့အာရာကတော့အိမ်မှာရှိနေတာကြောင့်စိတ်ချသွားခဲ့ရပါတယ်။ အဲ့နောက်မှာတော့ကေတီတို့ကလည်းရေချိုးကမ်းမှန်သားမှလူသက်သမားကရေးခဲ့တာကိုမြင်သွားခဲ့ရပါတယ်။အဲ့ဒါကြောင့်မလို့ကေတီတယောက်ကလည်းသူ့ရဲ့ခွေးမက်စ်ကိုခြံဝန်းထဲကိုပတ်ရှာခံလိုက်ပါတယ်။ဒါပေမဲ့လို့ဘာမှကိုရှာမတွေ့တာကြောင့်နောက်တနေ့မနေ့မှကေတီကသူ့ရဲ့တပည့်တွေကိုခေါ်လိုက်ရပါတယ်။ပြီးတော့ကိုဝင်တဲ့သူ့ရဲ့မိန်းမအာရာကိုစကမလက်ကိုကြည့်ရှုပေးဖို့တခါတည်းကိုမှာလိုက်ပါတယ်။အဲ့နောက်မှာတော့ကေတီကရာဂါဗိုလူတေဆုံးမှုကိုရှင်းလင်းပွဲလုပ်ပြီးတော့အသက်ကနေကိုပြန်ဆားခြင်းနေပါတယ်။ဒါပေမဲ့လို့ရင်မှုကတော့ပြည်သူတွေအောင်ပွဲခံနေကြတာကြောင့်ဒီမျောလင်းချက်ကိုမဖျက်ဆီးကြပါဘူး။ ။ KD ကတော့အခုဆိုရင်ချင်းချောက်ခံနေရတဲ့မင်္ဂလိတွေရှိလာပြီမလို့ဒီအမှုကိုပြန်လုပ်စေခြင်းပဲမယ်။ရင်မှုကတော့လုံအောင်ကိုမှညင်ပါရီ။အနေနောက်မှာတော့ KD တို့ဟာလည်းဖနက်ကသာ Raga Voodoo ဖြစ်နေပေမဲ့လို့တရားရောက်က၆ချတာဖြစ်နိုင်တယ်ဆိုပြီးတော့တွေးလိုက်မိပါရီ။ဒီလိုနဲ့ပဲ KD ဟာလည်းအရက်ဆိုင်တစ်ခုပြီးတစ်ခုကိုမှလိုက်ရင်လည်းလက်မတစ်စိနှိပ်ထားတာကိုသိသွားခဲ့ရပါရီ။အရင်နောက်မှာတော့လက်ပြက်စီကလက်မနှိပ်ထားတဲ့တဆိတ်ကိုကြည့်လိုက်တော့ဇွန်16ရက်နေ့ကဖြစ်လာတာကြောင့် KD ကလည်းရက်ဆိုင်ကိုထပ်ပြီးတော့တွားလိုက်ပါရင် ဒီလိုနဲ့ပဲအချက်လက်တွေကနေတစဉ် KD တို့ကိုလိုက်ရင်းနဲ့ဒုတိယကောင်မလေးကိုတည်သွားခဲ့ရပါပြီ။အဲ့ဒီကောင်မလေးကတော့အလှပြင်ဆိုင်မှာအလုပ်လုပ်တဲ့အသက်26နှစ်အရွယ်တန်ရာပဲဖြစ်နေပါပြီ။တန်ရာကတော့လွန်ခဲ့တဲ့6လလောက်ကမိဘတွေဖြစ်သူတွေကလူပြောင်းမှုကိုလာတိုင်ထားတာဖြစ်ပြီးတော့နေနာသူရဲ့ပုံစံကိုရအောင်ပြန်ရှာမယ်လို့ KD တို့ကသတင်းစာရှင်းလင်းပွဲလုပ်ပါပြီ။အဲဒီနောက်မှာတော့အရာကဖုန်းဆက်ပြီးတော့သူတို့ရဲ့လင်ပိုင်းဆိုင်ရာဒန်တူညီများဆွေးနွေးပွဲမှာတန်ရာတက်ရောက်လေးရှိကြောင်းကိုလည်း KD ကိုလှမ်းပြောလိုက်ပါပြီ။တန်ရာကလည်းအမျိုးသမီးရေးရာအဖွဲ့ဝင်တယောက်ဖြစ်ပြီးတော့အခုအရာကအဲ့ဒီကိုရောက်နေတဲ့အကြောင်း KD ကလည်းချက်ချင်းကိုမှလိုက်သွားပါပြီ။ ကေတီရောက်နေတဲ့အခါမှာအရင်ဥက္ကဋ္ဌပူဇာကဟိုက်ဒရာဘတ်ကိုပြန်ပြီးတော့ယုတ်တရက်ကိုမှပျောက်သွားတာကိုရှင်းပြနေပါတယ်။အဲဒါကြောင့်မလို့ကေတီကလည်းဟိုက်ဒရာဘတ်မှာအသက်ခံလိုက်ရတဲ့ပူဇာလောင်းကိစ္စကိုအသေးစိတ်ကိုမှသိကျင်နေတာကြောင့်အပီကိုကူညီတောင်းပါတယ်။ အဲဒီနောက်မှာတော့ပူဂျာနဲ့ယင်နေတဲ့ဒူကံမာလို့ခေါ်တဲ့တန်ရှင်အိမ်မျိုးသမီးကပူဂျာအိမ်မှာအလုပ်လုပ်ဖူးတာကြောင့်ကိရီကလည်းသူတို့ကိုခေါ်ပြီးတော့မိပါရီအဲဒီလိုနဲ့အပီးစစ်စစ်ကြည့်လိုက်တော့ပူဂျာလောင်းကိုဟိုက်ဒရာဘတ်မြို့ပြင်ရက်ွက်မှာလုံခဲ့တဲ့လီလာလောက်ကတွေ့ခဲ့ရတာကိုတည်လိုက်ရပါပြီပြီးတော့မှုကိုကင်တွင်နေတဲ့သူကလည်း Fragrant Rudra Raju ဖြစ်နေပါပြီအဲ့ဒီထက်ကအလောင်းရဲ့ဘယ်ဘက်လက်တစ်ဖက်ကပြာဆုံးနေခဲ့ပြီးတော့ကျန်တဲ့သူတွေကလည်းအမျိုးသမီးရေးရအဖွဲ့ဝင်တွေဖြစ်နေတာပါဒါကြောင့်မလို့ KD ဟာလည်းလူသက်သမားကအမျိုးသမီးရေးရကသူတွေကိုပြစ်မှတ်ထားနေတာကိုတည်လိုက်ရပါပြီ အဲ့ဒါကြောင့်မလို့တန်ရှင်းရဲ့တော်ကြီးကိုခေါ်လာတဲ့အခါမှာပူဇာအကြောင်းကိုမေးပေမဲ့အတော်ကြီးကတော့နားကျားမှားပြီးတော့လွန်ခဲ့တဲ့15နှစ်ကမတန်ကျန်စီအကြောင်းတွေကိုပြောနေမိပါပြီ။ဂျန်စီကလည်းအဲ့ဒီလိုမျိုးမမျှော်လင့်ပဲတက်ခံရအောင်ပြောပြလိုက်တော့ရုံးကိုခနာပိတ်ထားဖို့နဲ့သူ့ရဲ့မိမအာရာကိုပါရဲတပ်ဖွဲ့ဝင်၈ယောက်နဲ့တူကိုအိမ်ပြန်စေပါပြီ။အဲ့ဒီနောက်မှာတော့ KD နဲ့ Fasha ဟာလည်းဂျန်စီရဲ့ပိတ်ထားတဲ့အိမ်ကိုသွားကြည့်တော့ကလေးအရတိုင်းထားတဲ့အရာကိုတွေ့လိုက်ရပါပြီ။တကယ်တော့ဂျန်စီမှာကလေးမရှိဘူးလို့တန်ရှင်းရဲ့တော်ကြီးကဝန်ခံထားတာကြောင့်သူတို့ကတော့အံ့ဩနေရပါပြီ။ အဲ့ဒီနောက်မှာတော့ KD နဲ့ Vasha တို့ကတော့ကလေးခန်းထဲကိုရောက်သွားပြီးတော့နေရဘော်ကပုံတစ်ခုကိုတွေ့လိုက်ရပါတယ်အဲ့ဒီပုံထဲမှာပါတဲ့အတိုင်းပဲအင်ချန်ဝင်းထဲမှာတစ်ပင်အင်ဒီလုံကရှိနေတာပါအဲ့ဒီအင်ထဲမှာတော့ဖေဖြစ်သူလိုယူဆရတဲ့ပုံတွေကိုတွေးလိုက်ရပြီးတော့အမေကိုဘယ်လောက်ထိကိုမှမုံတိလဲဆိုတာကိုပါ KD ကတော့မြင်လိုက်ရပါတယ်အောက်မှာကြံခဲ့တဲ့ Vasha ကတော့လူတန်ကြားတာကြောင့်တွားကြည့်ပေမဲ့ဘာမှကိုမှမတွေ့ပါဘူးအဲ့ဒီနောက်မှာတော့ KD ကတော့အဖေလိုယူဆရတဲ့ Rambra ဆက်ရဲ့ပုံနဲ့နာယီကြောင့်ညာစာကိုတွေးလိုက်ရပါတယ် အဖေဖြစ်သူကတော့ဇွဲကြိုးချကိုတက်တည်သွားပြီးတော့တာဖြစ်သူကကိုနေပေမဲ့အမေကတော့ရင်နေတဲ့ပုံကိုဖာရှာကိုပြလိုက်ပါပြီ။အမေဖြစ်သူကလည်းဂျန်စီကတားရဲ့ဘဝမှာနှက်ဆိုပါပြီ။ဂျန်စီအလောင်းစစ်ဆေးမှုဖိုင်နယ်ကပုံမှန်လည်းလက်ချောင်းချင်ချောင်းတွေကအဖြတ်ခံထားရပါပြီ။အဲဒီနောက်မှာတော့တစ်ပင်အိမ်ကအဆက်မပြတ်ကိုမှမီးလောင်ကျွမ်းနေပြီးတော့ဘယ်သူလို့တလဲဆိုတာကိုမတွေ့လိုက်ရပါဘူး။အဲဒီနောက်မှာတော့ KDF ဖာရှာနဲ့အဖေတို့ကတော့သူတို့ရဲ့တီးသမားတွေရဲ့လူတက်လောင်းတဲ့အချက်လက်တွေကိုစစ်ဆေးပါပြီ။အဲဒီလိုနဲ့ KD ကလည်းတရင်စားကိုကြည့်နေတော့မှပူကြယောက်ျားဟာရီကရရှိလာခဲ့ပါပြီ။အဲဒီအချိန်မှာပဲရေမှုကဖုန်းဆက်လာပြီးတော့ KD က သူကိုဆန့်ကျင်ပြီးတော့ဒီမှုကိုဆက်လိုက်နေတာကြောင့်အလုပ်ဖြစ်ပလိုက်ပါပြီ။ပြီးတော့ရဲမှုကလည်းရဲဌာနတစ်ခုလို KD ကိုစိတ်ဆိုးနေတဲ့အကြောင်းကိုပါတင်ပြလိုက်ပါပြီ။ဒါပြင်ကိုမှရဲမှုကလည်း KD အိမ်မှာလုံခြုံရေးချထားတဲ့ရဲတွေကိုပါပြန်ခေါ်လိုက်တာကြောင့် KD ကလည်းအိမ်ကိုအမြန်သွားခဲ့ရပါပြီ။ KD အိမ်ကိုရောက်တဲ့အခါမှာအာရကိုမတွေ့ဘဲနဲ့စပွဲပေါ်မှာရှိထားတဲ့စာရွက်တစ်ခုကိုသာတွေ့လိုက်ရပါပြီ။အဲဒါကြောင့်မို့လို့ KD ကလည်းမလုပ်ရမှမသိအောင်လို့မှိုင်ပြီးတော့ငိုနေခဲ့ပါပြီ။အရင်တော့မှတော့ဖာရှာကရရှိလာခဲ့ပြီးတော့ KD ကိုအာရပြောတယ်လို့ကိုအားပေးနေပါပြီ။ ဒီလိုနဲ့ KD ကလည်းအာမလျှော့ပဲနဲ့တင်းစားတွေကိုယူကြည့်လိုက်တဲ့အခါမှာတော့တဲလွန်စာကိုတွေ့သွားခဲ့ရပါပြီ။နှစ်တိုင်းထည့်ခဲ့တဲ့နာယီတင်းတွေနဲ့အတူမပြောင်းလဲပဲပါနေတဲ့သွားစီကန်းချော်ညာကိုပါတွေ့လိုက်ရပါပြီ။အဲဒါကြောင့်မလို့ KD ကလည်းလူသက်သမားကသွားစီယာဝင်းဆိုတာကိုတွေ့သွားခဲ့ရပါပြီ။ဒါပေမဲ့လို့လိမ့်စာမပါတာကြောင့် KD ကတော့ Arasa အုပ်ထဲကသွားစီယာဝင်းရဲ့လိမ့်စာကိုယူလိုက်ပြီးတော့ကြည်ပါပြီ။တစ်ဖက်မှာလည်း Vasha ကတော့ Rajita စီကိုသွားပြီးတော့ကိုပိုင်သွားစီယာဝင်းလိမ့်စာကိုသွားပြီးတော့စုံစမ်းပါပြီ။အဲ့ဒီလိုနဲ့ပဲ KD ကသွားစီကန်းကိုရောက်သွားခဲ့ပြီးတော့စီကန်းမှာသူတွေ့ထားတဲ့အဖေလို့ယူဆရတဲ့လူရဲ့ပုံကိုတွေ့လိုက်ရပါတယ်။ ီးတော့မူမမန်နဲ့သွားစေခန်းရဲ့နေရန်ကိုလက်တီးနဲ့ကိုထိုးကြည့်လိုက်တဲ့အခါမှာပိတ်ထားတဲ့အလောင်းကိုတွေ့လိုက်ရပါတယ်တကယ်တော့လူသက်သမားဟာအနောက်မှာရောင်းနှစ်နေပြီးတော့ KD ကိုအနောက်ကနေကရိယာတစ်ခုနဲ့ကိုမှထိုးလိုက်ပါတယ်။တစ်ဖက်မှာလည်းအဘိနဲ့ဗာရှာတို့ကသူ့ကိုရှာနေတာရာဂျီတာရေစာကူမမန့်ကိုတီးသွားခဲ့ရပါတယ်။ KD ကတော့ဒဏ်ရာပြင်းထန်စွာရရင်နဲ့ကိုမေ့လဲသွားခဲ့ပါတယ်။အိမ်နောက်မှာတော့ KD အချုပ်ချခံလိုက်ရပြီးတော့အနှိမ့်ဆက်ခံနေရပါတယ်။ကူမဟာလည်းဖန်ထားတဲ့အားကြောင့်ကိုခေါ်လာခဲ့ပြီးတော့နှစ်ယောက်စလုံးကိုတတ်ဖို့ကြိုးစားပါတယ်။ တကယ်တော့ကုမာကသူ့အမေဂျန်စီဖောက်ပြန်မှုကိုပါသိခဲ့ပြီးတော့အဖေဖြစ်သူတက်တီရာကိုပါမျက်ဝါးချက်ချင်းမြင်ခဲ့ရတာပါဒီလိုမျိုးသူ့ရဲ့အမေလိုမျိုးမာယာများတဲ့သူကိုအမျိုးသမီးတွေကထောက်ခံကြတာမလို့အမျိုးသမီးရေးရကလူတွေကိုပြစ်မှတ်ထားတာလည်းဖြစ်ပါရင်အဲဒီနောက်မှာတော့ KD ကသူ့ရဲ့ခွေမတ်ကိုခေါ်လို့ရအောင်လို့ကုမာကိုလှည့်ဖြားလိုက်ပါရင်ဒီလိုနဲ့ပဲမတ်ကဝင်လာခဲ့ပြီးတော့ကုမာကိုအတင်းကိုက်နေပါရင်အဲ့ဒီအချိန်မှာပဲဖာရှာကရလာတဲ့ကြောင်းကုမာကတော့ဖာရှာနဲ့ကိုတိုက်ခိုက်နေတော့မတ်ကိုကြီးကထိသွားခဲ့ရပါရင်အဲ့ဒါကြောင့်မို့လို့ KD ကလည်းစိတ်တူတူနဲ့ကုမာကိုတိုက်ခိုက်လိုက်ပါရင် ။ KD တယောက်ကတော့ကူမကိုတေမတက်ကိုထိုးနှက်လိုက်ပြီးတော့မိလဲသွားခဲ့ပါပြီ။အဲဒီနောက်မှာတော့ KD တယောက်ကလည်းကူတာမှုခံယူနေပြီးတော့ Max ကလည်းပြန်ကောင်းသွားခဲ့ပါပြီ။ဒီလိုနဲ့ KD ကတော့ယာတူကနေကိုအနားယူလိုက်ပြီးတော့သူ့ရဲ့အာရမင်္ဂလာပွဲကိုကျင်းပလိုက်ကြပါပြီ။မင်္ဂလာပွဲမှာတော့ KD နေရာဝင်မဲ့အရေးဆက်ဆုံးရဲတယောက်ဖြစ်တဲ့ အာဂျွန်ဆာကာကမင်္ဂလာပွဲကိုတက်ရောက်ပါပြီပြီးတော့အာဂျွန်ဆာကာကကယ်ရီကိုဆူတောင်းပေးပြီးတော့ဟစ်ကိုသူပဲဆက်ပြီးတော့စားရှောက်မယ်လို့ပြောရင်းနဲ့ဇလန်လီကလည်းအဆုံးသတ်သွားကြရပါပြီဇလန်လီရဲ့အဆုံးအထိကိုလိုက်ပါကြည့်ရှုပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်နော်ဒီလိုမျိုးဇလန်ကောင်းတွေကိုကျွန်တော်ရဲ့ channel လေးကနေစဉ်စားမပြတ်ကိုတင်ဆက်ပေးတော့မှာဖြစ်တဲ့အကြောင်း like and subscribe လေးတွေလည်းပြုလုပ်ပေးခဲ့ကြပါအောင်နော်ကြည့်ဒါဆိုရင်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဇလန်တွေမှာပြန်လည်ပြီးတော့ဆုံတွေ့ကြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်